မင်္ဂလာပါရှင်။အောက်တိုဘာလ15ရက်နေ့ PPN ရဲ့ပြည်တွင်းပြပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နယ်ရေကန်ပြည်ဟာကုန်းရဲ့ရီတာစခန်းကုန်းမကြီးကို AA နဲ့ပူပေါက်တပ်တွေကတိုက်ပတ်ရရှိပြီးနောက်ကပါစာ14ဆက်ရုံဝင်းဒီမှာစစ်ကောင်စီကကာကဲစခန်းတွေပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုသတင်းတောက်နိုင်ငံကပေးပို့လာတာဖြစ်ပြီးကိုရီချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်အဆက်ဗရန်တက်နေမှာရှိတဲ့နယ်ရေကန်လေချောင်းရံကာကွယ်စခန်းပြည်ဟာကုန်းရဲ့ ရေဒါစကန်ကုန်းမကြီးကိုအာရခတက်တော် AE နဲ့ဖူပေါင်းတက်တွေကတိမ့်ပတ်ရရှိပြီးနောက်ကပ္ပစ၁၄စက်ယုံနီးမှာစစ်ကောင်စီတပ်ကခံစစ်ပုံစံနဲ့ကာကင်းစကန်တွေဆောက်လုပ်ပြင်ဆင်နေတယ်လို့ငဖဲမြို့စီရီသတင်းရင်းမြစ်တွေစီကသိရပါတယ်။အာရခတက်တော် AE တိမ့်ပတ်ထားတဲ့ရခိုင်ပြည်အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုတံပြန်ထိုးစစ်ဆင်နိုင်မှုအတွက်စစ်ကောင်စီဟာအင်အားစုဖွဲ့ကပြင်ဆင်နေတဲ့ရခိုင်ရိုးမနယ်စပ်နဲ့မကွေးတိုင်းရှိနယ်ရီကန်ပြူဟာကုန်းကိုအာရခတက်တော် AE နဲ့ပူးပေါင်းတက်တွေက 6လအကြာတိုက်ခတ်ခဲ့ပြီးတော့မနေ့ကအော်တိုဘာလ14ရက်နေ့မှာတိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နယ်ဧကန်ရေဒါစခန်းကူမာကြီးကလွန်ခဲ့တဲ့တရက်နေ့ကစပြီးတော့ခံစိတ်ပြိုသောခဲ့ပါပြီးမနေ့ကအပြစ်သက်ရတယ်လို့ပြောနိုင်ပါတယ်။နယ်ဧကန်ရေဒါစခန်းကူမာကြီးကိုရတာပါ။နယ်ဧကန်ပြူဟာကုန်းတစ်ခုလုံးကိုတော့အပြေအဝါထင်းချောင်းနေပြီလို့တော့ပြောမရသေးဘူး။နယ်ဧကန်ပြူဟာကုန်းရဲ့ရေဒါစခန်းကူမာကြီးကိုအာရခတတော်အေးနဲ့ပူးပေါင်းတက်တွေက တိမ့်ပိုက်ချိန်မှာဘီဟာဂုံးရဲ့အရာရှိတချို့နဲ့တပ်ဖွဲ့ဝင်အချို့ပါဝင်လက်နက်ခေယံအချို့ကိုလည်းတင်းစေရမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။လက်ရှိပူပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထားတဲ့နေရီကန်ဘီဟာဂုံးကိုကပ္ပဆာ14စက်ရုံကနေပြီးတော့စစ်ကောင်စီတပ်ဟာတော်လန်အတိုင်းဆင်းလာပြီးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့နေရီကန်ဘီဟာဂုံးနီးရှိနောက်ထပ်စစ်ကောင်စီရဲ့ခန့်စစ်စခန်းတစ်ခုဖြစ်တဲ့ဘုံဘောနာနီးကခမောက်တောင်ကိုလည်းအေနဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ အဲ့ဒီဘုံဘောနာအနီးကခမောက်တောင်စကန်ကိုသာအေနဲ့ပူပေါင်းတက်တွေဆက်လက်သိမ့်ပိုင်နိုင်မယ်ဆိုပါကနယ်ရေကန်ပြူဟာဘုံကိုအပြေအဝထိမ့်ချုပ်နိုင်တော့မှလည်းဖြစ်ပါလေ။အရခတတော်အေနဲ့ပူပေါင်းတက်တွေဟာနယ်ရေကန်ပြူဟာဘုံစကန်ကိုသိမ့်ပိုင်ရရှိခဲ့ပြီးနောက်စိတ်ကောင်းစီတက်ရဲ့အနီးဆက်ဆုံးဖြစ်တဲ့ကပ္ပစ14ဆက်ယုံကိုစေရေးရချိမ့်ချောက်လာနိုင်တော့မှဖြစ်တာကြောင့်စိတ်ကောင်းစီကကပ္ပစ14ဆက်ယုံအနီးကနေရာတွေမှာကာကင်းစကန်တွေစောက်လုံနေတယ်လို့လည်းသိရပါတယ်။ကပ္ပစ14ဆက်ယုံနဲ့6မိုင်အကွာ အမ်ဘရန်လမ်းဆောင်မှာရှိတဲ့ပြင်းဝစစ်ဆေးရေးကိန်းနဲ့တာယာကုန်းကြေးပါနီးနားမှာစစ်ကောင်စီတပ်ကကာကင်စကန်အများပြားတူးချက်ဆောက်လုပ်နေတယ်လို့ငဖဲမျိုးစစ်ရေးသတင်းရင်းမြစ်တစီကသိရပါဗယ်။မဲအိကံပြူဟောင်းကူတာကြာတော့ရင်ဒီကာပစာဆေလေးဆိုင်ကို ကာကွေဖို့အတွက်စကစကတော့အမ်ဘရန်လမ်းဆောင်မှာရှိတဲ့ဒီပြင်းဝစစ်ဆေးရေးကိန်းနဲ့ဒီကဲတာယာကြေးပါအနေတဝိုင်းမှာကာကင်စကန်တွေဆောက်လုပ်ပြင်ဆင်နေပါတယ်။အဲဒီကာကွန်စကန်တွေကိုလည်းဒီပဒန်းတဲနဲ့တဲယုံတွေက စီးရင်ရော့တွေဖြစ်တော့နေတယ်လို့သိရပါတယ်။ဗရန်တက်နဲ့မှာအမှတ်900ကအမြောက်စစ်စင်ရေးကုတ်ကဲမှုထားလာကြုံအမှတ်300ကအမြောက်တက်ရင်နဲ့အမှတ်400ကိုအမြောက်တက်ရင်တို့ရှိပြီးတော့လက်ရေကန်ပြူအောင်ကုန်းနဲ့စေမိုင်းကျော်အကွာမှာတရှိနေကအဆိုပါတက်ရင်တွေကနေလက်ရှိပြင်ဆင်နေတဲ့စခန်းတွေကိုစီးရင်ရော့တွေဖြစ်တင်းနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာအာရခတ်တော်အေနဲ့ပူပေါင်းတက်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းမှာစစ်ကောင်စီတက်ရဲ့စစ်တပ်နဲ့ပစ္စည်းထုတ်လို့ရေကပ္ပစဆက်ယုံ15ယုံရှိနေတာဖြစ်ပြီးတော့အထက်မင်းလာမင်းနဲ့မှာ3ယုံ စင်ပါဝဲမြို့နယ်မှာတရုံတရဲမြို့နယ်မှာတရုံပွင့်ဖြူမြို့နယ်မှာတရုံအောင်လံမြို့နယ်မှာနှစ်ရုံတောင်ရင်းကြီးမြို့နယ်မှာတရုံစေတုတ်တရာမြို့နယ်မှာတရုံစိတ်ဖြူမြို့နယ်မှာနှစ်ရုံကျောပေါက်လောင်းရှိမြို့နယ်တွေမှာတရုံစီရှိနေကြတာလည်းဖြစ်ပါတယ်အမ်ဘရလမ်းမရှိနေရီကန်ဖြူဟာကုန်းစခန်းကိုအရခတ်တော်အေချင်းကာဝေးတက်နဲ့အရှိုချင်းကာဝေးတက်မွေတိုင်းခြေဆိုင် PDF တက်ရင်တွေចောင်းသားလက်ယုံတက်တော် SAF ပြည်သူလွတ်လပ်ရေးတက်တော် PLA လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတို့ကထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်ကျွန်တော်ရစ်ချက်ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမော၃မိုင်အနီးတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့အလောင်းလက်နက်တချို့ကိုတိတ်ဆိတ်ရရှိမိရဲဆိုတဲ့သတင်းကိုကွန်မင်းတော်အားတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်မြို့၃မိုင်လမ်းစုံအနီးစစ်ကောင်စီစစ်ကြောင်းတွေနဲ့တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီဘက်ကနှစ်ယောက်သေးတာလက်နက်နှစ်လက်ကိုတိမ့်ဆဲရရှိခဲ့လို့သိရပါဗျ စစ်ကောင်စီအနေနဲ့ဩဂုတ်လမှစတင်ကခုံးဝင်စစ်ကမ်းမတဆင်ဗမော်မျိုးကိုလူလက်နက်အင်အားဖြည့်တင်ပြီးတဲ့နောက်ခန်းစစ်အနေထားမှထိုးစစ်ပုံစံပြောင်းလာပြီးတော်လန်ရေးအင်အားစုရဲ့ရှိရာနေရာကိုထိုးစစ်ဆင်မှုတွေပုံမပြုတ်လောက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကလည်းစစ်ကောင်စီစစ်ကြောင်းထိုးလာမှုကြောင့် KIA တပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတို့ကြားဗမော်မျိုးသုံးမိုင်လမ်းစုံရှိအောင်ပင်လေ KTV နီးနားမှာထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ စက္ကစ၂ရောက်တည်ဆုံသွားခဲ့တယ်လို့ဒဏ်ရာရရှိသူအများများလည်းရှိခဲ့တယ်လို့သိရပါဗါးအထိနာသွားတဲ့စစ်ကောင်စီနေဖြင့်တိုက်ပွဲဖြစ်ပွားရာအဆိုပါ၃ပိုင်းလမ်းစုံအနီးမှာပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက်တော်လိုင်းရင်အားစုတွေကရှင်းလင်းရေးလုပ်ရမှာစက္ကစအလောင်းတစ်လောင်းနဲ့လက်နက်နက်လက်ကိုရရှိခဲ့တယ်လို့မြေပြင်တော်လိုင်းရင်တရင်ရင်မြစ်တို့က BBN ကိုပြောပါတယ်ဒါအပြင်ဗမော်မြို့တွင်၃ပိုင်းပတ်ချလင်းမှာတောင်ကအခြားသောစစ်မျက်နှာတွေမှာလည်းစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာတွေပြုလုပ်နေကြကြောင်း နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိရလို့သိရပါဗျ။ဒါရင်မက KI ရဲ့ထပ်မ7နဲ့တပ်မ3မှတပ်ဖွဲ့တွေတာဝန်ယူထားတဲ့ဗမော်ရှေ့ရန်စစ်မျက်နှာမှာလက်လွတ်ထားရတဲ့ကာကင်းစကန်အချို့ကိုလည်းဒီရက်ထဲမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာရှိရလို့လည်းအဆိုပါတော်လိုင်းရင်တရင်ရင်မြစ်မှာ BBM ကိုဆက်ပြောပါဗျ။ဗမော်မျိုးဟာကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်တယ်လို့မြောက်ပိုင်းတိုင်းခြေဆိုင်ရာမြစ်ကြီးနားမျိုးတို့ကတော့မကမိုးကောင်းမိုးငင်းကိုပါဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာရှိနေရကြတဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအရေးကြီးတဲ့မြို့ပဲဖြစ်ပါတယ်။ဒါကြောင့် KIA ဥဆောင်တဲ့တော်လှန်ရေးအင်အားစုတွေကဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာလကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကလည်းမြို့မကျစေရေးအတွက်ရေချောင်းလေချောင်းတွေကပါစစ်ကူအင်အားဖြစ်တင်ပြီးခုခံကာကွယ်နေတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတလေးမိုးကုံတပိတ်ချင်းလက်ဆောင်ရှိစစ်ရေးပြူဟာကြတဲ့ဖော့ဒေါ်လန်ဆောင်ကိုစစ်ကောင်စီက လေချောင်းပစ်ကူအများအပြားရောမြေပြင်အင်အားအများအပြားပါတုံးကပြည်သူတွေရှိတဲ့နေရာတွေကိုပါရှံသက်ပစ်ခဲတိုက်ခိုက်ခဲ့တာကြောင့်အဆိုပါလမ်းစုပ်ကို ပြန်လည်ထိချုပ်ခဲ့တယ်လို့ဒေသခံစစ်ရေးတရရင်မြစ်က BBN ကိုပြောပါတယ်စစ်ကောင်စီဟာဖော့ဒေါ်လမ်းစုပ်ကို အော်တိုဘာလ10ရက်နေ့ညကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအော်တိုဘာလ14ရက်နေ့ညနေပိုင်းမှာထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီဟာအဆိုပါလမ်းဆောင်ကနေတော်လန်တပ်ဖွဲ့တွေထိန်းချုပ်ထားတယ်။စင်ကူဘက်ကို ထိုးစစ်ဆင်လာနိုင်တယ်လို့ခလာရတလေးရှိကနေမိုးကိုဘက်ကိုထိုးစစ်ဆင်လာနိုင်တယ်လို့ပြည်သူတယောက်က BBN ကိုပြောပါတယ်။အဆိုပါဖော်တော်လမ်းဆောင်ဟာစစ်ကောင်စီအတွက်ရောတော်လန်တပ်ဖွဲ့တွေအတွက်ပါဖြူဟာကြတဲ့လမ်းဆောင်ဖြစ်ပြီးတော့အခုအနေထားအရ စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုအဓိကထားပြီးဖျက်လေးဖျက်ပုံစံမျိုးလှုပ်ဆောင်လာနိုင်တယ်လို့သိရပါတယ်စစ်ကောင်စီဟာမြေပြင်အင်အား200ဝန်းကျင်ခန့်နဲ့လေကြောင်းပစ်ကူအတော်လေးအသုံးပြုလာကြောင်းတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ပြည်သူတွေကိုငှက်ညာပြီးခွာစစ်လုပ်ရတဲ့သဘောပဲလို့သူကဆက်ပြောပါတယ်ဖော်တော်လန်းဆောင်ဟာလက်ရှိတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့အထက်ဘက်ဆိုတကောက်အောက်ပိုင်းဘက်ဆိုစင်ကူနဲ့မိုးကုတ်ကိုတွားရောက်လန်းဆောင်ဖြစ်ပြီးတော့ ပြူဟာအရအရင်ပါတဲ့နေရာဖြစ်တာကြောင့်စကောင်စီကအခုလိုအင်အားအများပြားနဲ့ထိုးစစ်ဆင်လာတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNN နဲ့ထိုင်းချုပ်ရာတီဘုတ်ကိုဥတီနေတဲ့စကောင်စီရဲ့စစ်ကြောင်းဟာအော်တိုဘာလ14ရက်နေ့ညနေပိုင်းကလေကြောင်းပစ်ကူနဲ့မြို့အဝင်မောင်ဝမ်လာထီရောက်လာကြောင်းဒေသခံတွေစီကသိရပါဗျ။မနေ့ညနေတီဘောကလာတဲ့သူတွေကစစ်ကောင်စီစစ်ကြောင်းက ီဘောမော့ဦးနာရောက်ပြီလို့ပြောတယ်လို့ရေမောင်းတဦးကပြောပါတယ်စစ်ကောင်စီတွေကအော်တိုဘားလ14ရက်နေ့ညနေပိုင်းလေကြောင်းပုံကျဲတာကလူထိတာမထိတာထက်တော်လိုင်းတပ်ဖွဲ့တွေတနေရာတဲ့စုသွားမှတင်ကြုပ်ပြီးတိုက်မဲ့သဘောလို့ယူဆပြီးချိန်ချောက်ပြီးတနေရာတဲ့စုအောင်လုပ်တဲ့သဘောလို့မြင်တယ်လို့သူကပြောပါတယ်တီဘောမျိုးပြင်းနဲ့ဘောချိုရွာကြရှိ လမ်းမဘောရှိခါလိန် မန်ဟန်ဂေါ်ဒန်နတ်ဟူနွယ်စတဲ့ရွာလေးရွာထက်မနေတောက်လျှောက်စစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲသွားတယ်လို့သူကပြောပါတယ်တရန်နန်နေနဲ့ပူပေါင်းတပ်ဖွဲ့တွေကတော့ကြောက်မဲမျိုးကိုစစ်ကောင်စီတွေမသိမ်းခင်မှာပဲတီဘောကပစ္စည်းတွေသိမ်းပြီးရွှေ့ပြောင်းထားလိုက်ပြီးဖြစ်ကြောင်းနဲ့စစ်ကောင်စီတွေကလေကြောင်းပုံကျဲလမ်းကြောင်းရှင်းပြီးမြေပြင်စစ်ကြောင်းတွေပြန်ထိုးတဲ့အနေအထားဖြစ်ကြောင်းတီဘောဒေတာခန်တချို့ကပြောပြပါတယ် တီဘောနဲ့ကြောက်မဲမျိုးနယ်တွေကိုစစ်ကောင်စီကရွေကောက်ပွဲကျင်းပဖို့စရိတ်ထည့်သွင်းထားပြီးကြောက်မဲမျိုးကိုတော့အော်တိုဘာလာ၁ရက်နေ့ကပြန်သိမ်းလိုက်ပြီးနောက်တီဘောဘက်ကိုစရိုက်ထိုးစစ်ဆင်နေတာဖြစ်ကစရိတ်ကြော်ကြာခန့်မှာတော့တီဘောမျိုးနယ်နိနိကက်ကက်ရရှိလာတာကိုတွေ့ရပါတယ် SSPB SSA တရင်နဲ့ပြန်ကြားရေးဌာနကအော်တိုဘာလာ၁၄ရက်နေ့ညနေ၄နာရီခွဲခန့်က ရှမ်းပြည်နယ်မြောက်ပိုင်းသီဘောမြို့နယ်နတ်ဟူနှွက်ရွာအနီးစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ရတကာသတင်းစီစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မရက်ဂက်စကာရှိထိတ်တန်းစီရေးဌာနတစ်ခုမှဗိုလ်မှူးကြီးတဦးကလက်နက်ကင်တပ်ဖွဲ့တွေဟာအိန္ဒိယသမုတ်တရမှာအာဏာရယူထားတယ်လို့အော်တိုဘာလ14ရက်အင်ကာနီကပြောကြားခဲ့ပါတယ်။စစ်သားတွေရဲ့ပုံကံမှုကြောင့်တိုင်းပြည်ကထွက်ပြေးခဲ့ရတဲ့ တမရအန်ဒရီရာကိုလီနာကိုပါလီမန်မှာမဲခွဲဆုံးဖြတ်ပြီးပြီးချင်းမှာပဲသူ့ရဲ့ကြီးညာချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယန်နီရီနာကတမရကအရာရှိတွေနဲ့ရဲတပ်ဖွဲ့ရဲ့ဥပဒေစိုးမိုးရေးအင်အားစုတွေပါဝင်တဲ့ကောင်စီတရက်ကိုဖွဲ့စည်းမှာဖြစ်တယ်လို့သတင်းထောက်တွေရှိမှာပြောကြားခဲ့ပါတယ်။အယက်သားအစိုးရတရဲ့အမြန်ဖွဲ့စည်းဖို့ဝန်ကြီးချုပ်တယောက်ကိုခန့်အပ်မှာဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။နိုင်ငံခေါင်းဆောင်အဖြစ်ရာဂျိုးလီနာရဲ့ခုနှစ်နှစ်တာအဆုံးသက်ခီးစတင်ခဲ့ပါတယ်။ ဒဂတ်စကာသမရအန်ဒရီရာဂျိုလီနာဟာစစ်တပ်ပုံကံမှုကြောင့်နိုင်ငံကထွက်ပြေးကာပုံအောင်သွားပြီးနောက်အိန္ဒိယသမုဒ္ဒရာအတွင်းရှိနိုင်ငံရေးအချက်အသေးကိုပုံမိုနှက်ရှိုင်းစေကာအင်္ဂါနေ့ကပါလီမန်အောက်လွှတ်တော်ကိုဖျက်သိမ်းခဲ့ပါတယ်။ရာဂျိုလီနာကအမျိုးသားလွှတ်တော်ကိုချက်ချင်းဖျက်သိမ်းဖို့အမိန့်ထုတ်ပြန်ခဲ့ကြောင်းသူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ကြေညာချက်တည်းရဲ့အရာသိရပါတယ်။ကျွန်တော်ဝေချက်ပါ။ အော်တိုဘာလ15ရက်နေ့ BBN ရဲ့ပြည်ရေးပြည်ပါသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြီးစုသူမိဘအပြည့်သူများရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျမသူစားပါ။